တို့နေစဉ်နေထိုင်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးကိုအတက်နိုင်ဆုံးရှင်းရှင်းလင်းလင်းဖြစ်အောင်နေထိုင်ကြပါပထမဦးဆုံးကျမတို့အိယာကနိုးတယ်ဆိုတာနဲ့ကိုယ့်ရဲ့အိယာလေးကိုကိုတက်တက်ရရတတက်ခက်ခက်ဖြစ်အောင်ခောက်တာမျိုးပြီးလို့ရှိရင် ကိုယ့်ပတ်ဝန်းကျင်မှာမျက်လုံးထဲမှာတွေ့နေတဲ့စိတ်ချုပ်စရာနော်ဟိုပွားနေတဲ့ပစ္စည်းတွေရှုပ်နေတဲ့ပစ္စည်းတွေတွေ့လို့ရှိရင်တခါတည်းနဲ့ ဟိုရှင်းတက်တဲ့အကျင့်လေးပေါ့နော်တယောက်နဲ့တယောက်မိသားစုတွေမှာမိသားစုတွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာတယောက်နဲ့တယောက်မတက်ကပ်ဘဲနဲ့သူ့အလုံးကိုအလုံးဆိုတာကို မခွဲခြားဘဲနဲ့ကိုနဲ့ကြုံရင်ကိုကလှုပ်ပေးလိုက်တာမျိုးသူနဲ့ကြုံရင်လည်း तू ကလှုပ်သွားတာမျိုးကိုကျမတို့လေ့ကျင့်ပြိုးထောင်ယူဖို့အတွက်လိုတယ်အဲ့ဒီလိုမျိုး လေ့ကျင့်ပြိုးထောင်မှုမရှိဘူးဆိုလို့ရှိရင်အိမ်ကဘာနဲ့တူမလဲဆိုတော့ဧည့်သည်တို့လိုပဲလေ ကိုအိမ်ကိုရာလို့သဘောမထားတော့အကုန်လုံးကအိမ်မှာရှိတဲ့မိသားစုဝင်တွေကအဲ့ဒီလိုမျိုးတွက်ကတ်တက်တဲ့စိတ်တွေတာဝန်ယူတတ်တဲ့စိတ်တွေမရှိဘူးဆိုလို့ရှိရင်မိသားစုတွေအကုန်လုံးငါတို့ဘလို့လုံးကြမလဲအရင်ဦးဆုံးကိုမိသားစုဝင်အခုဘယ်နှယောက်ရှိလဲ၄ယောက်ရှိလား၅ယောက်ရှိလား၆ယောက်ရှိလားကျမဆိုရင်၆ယောက်ရှိတယ်အဲ့ဒီ၆ယောက်ကိုကျမလေးကျင့်ပြိုးထောင်ပေးမယ်သူတို့ကိုပြောင်းလဲပေးမယ်ဆိုလို့ရှိရင်အရင်ဦးဆုံးကျမကိုယ်တိုင်က ပြောင်းလဲဖို့သူတို့အတွက်ကျမကစံနမူနာကောင်းဖြစ်နေဖို့အတွက်လိုတယ်အဲ့ဒီတော့ကျမကဘလို့စိတ်ကိုထဲ့ထားလဲဆိုလို့ရှိရင်ငဲငယ်ကလေးတွေကနေကျမအခုအချိန်အထိအမြဲတမ်းလှုပ်လာတာကျမဘယ်နေရာကိုရောက်ရောက်ကျမရောက်သွားတဲ့နေရာဟာကျမတက်နိုင်တဲ့အဝန်အဝိုင်းလေးကိုတော့အတန့်ရှင်းဆုံးအသက်ရက်ဆုံးဖြစ်အောင်ကျမထားပေးတယ်နောက်ဆုံးကျမဖျားသွားပြစ်လို့နော်ဒိုကိုအိမ်သားတွေပါကြီးသွားပြစ်တယ်ဆိုရင်တော့မှတွေ့ရင်တွေ့တဲ့အိမ်တော်ကိုကျမဆေးခဲ့တာ ဒါကဟိုအများဆုံးเนาะကျွန်မအိမ်မှာဆိုရင်တော့မပြောနဲ့ကျွန်မဝင်လိုက်တဲ့အချိန်တိုင်းကျွန်မအိမ်သာစေးသာရှိရာစေးတယ်ရေရှုံငန်းတိုက်ဆရာရှိရာတိုက်တယ်ဘေးစင်တိုက်ဆရာရှိရာတိုက်တယ်အမိုက်တွေဆိုလို့ရှိရင်လည်းကိုကသူရဲ့မျက်စိရှိမှစံပြအနေနဲ့ပတ်ဝန်းကျင်ကိုတတရရဖြစ်အောင်ထားပြတယ်ပြီးလို့ရှိရင်ကိုဘယ်နေရာကိုပဲရောက်ရောက်ပကံစီရမဲ့နေရာကိုရောက်တယ်ဆိုလည်းပကံကိုစေးလိုက်တယ်ကျွန်မဘလို့မှမတွက်ကပ်ဘူးဘယ်အိမ်ကိုပဲရောက်ရောက်ကျွန်မတငယ်ချင်းအိမ်ကိုပဲရောက်ရောက်ကျွန်မမိဘအိမ်ကိုပဲရောက်ရောက် တပြက်စီလဲဆရာရှိရင်လည်းကျွန်မကောက်လဲပေးလိုက်တယ်ပကံဆေးဆရာရှိရင်လည်းကျွန်မကောက်ပြီးတော့ဆေးပေးလိုက်တယ်အဲ့ဒီတော့လေအဲ့ဒီလိုလေးလှုပ်ရှင်လှုပ်ရှင်နဲ့လေကျွန်မတို့ကဘလို့ဖြစ်လာလဲဆိုတော့ဟိုကိုရဲ့ပတ်ဝန်းကျင်ကိုရောက်ွားတဲ့နေရာလေးကအဝုံးဝိုင်းလေးကတော့ကိုတက်နိုင်တဲ့လောက်ကိုနိုင်တဲ့လောက်လေးကတော့အများတန်းရှင်းသွားတယ်အဲ့ဒီတော့စိတ်လဲရှင်းတယ်လူလဲရှင်းတယ်နော်လူလဲနေရတာရှင်းတယ် ကဲကိုရဲ့သားသမီးလေးတွေကိုကြည်လိုက်တော့လေကို့အမေကအရှိမဒီလိုမျိုးတွေလုပ်နေတယ်ဆိုလို့ရှင်သူတို့ကိုလည်းဒီလိုလမ်းကြောင်းလေးတွေကိုသွားဖို့အတွက်ကျမတို့ကဆွဲခေါ်ဖို့အတွက်မခက်ခဲတော့ဘူးကိုကိုရိုင်ရမဘာမှမလုပ်ရှင်ဘာမှမကင်ချင်းအပြင်းကြီးနေရင်တော့ကိုရဲ့အိမ်ကအမြဲတမ်းရှုပ်ပွားပြီးတော့မတတ်မရဖြစ်နေတဲ့နေရာဟာလေဟိုမိသားစုကလည်းမအေးချမ်းဘူးဝင်ငွေတွေကလည်းဘယ်တော့မှမမြဲဘူးအဲ့ဒီတော့အဲ့ဒီ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတန့်ရှင်းအောင် ထားဖို့ကလည်းအရန်နဲ့အရေးကြီးတယ်။အဲ့ဒါလေးကိုလည်း లై လုပ်ဖြစ်အောင် లై လုပ်ကြပါနော်။ယေရှုအားကြီးတင်ပါတယ်ရှင်။